ဒီနေ့စန္ဒနာကြီးခန့်လောက်ပါကျွန်တော်ကမိုင်146ရောက်ပေါ့နော်ရန်ကုန်ကိုဦးတည်နေတယ်ကျွန်တော်တို့စီးတဲ့ကားပေါ့ကျွန်တော်ညီလေးတယောက်ရဲ့ကားမောင်းတဲ့လူတယောက်ရဲ့လေထဲကိုမြောက်တက်သွားတယ်ပေါ့ပြီးတော့ဘေဗန်ဒါလေးကဘိန်းရှေးဘိန်းနဲ့တော့ဘိန်းကဘေဘက်ကိုကြားတယ်ညာဘက်ကနည်းနည်းဟပြီးလွတ်နေတယ်ပြီးတော့ညာဘက်ကိုကြားတယ်ဆိုတော့ကျွန်တော်တို့ကဘိန်းပေါက်တဲ့အချိန်မှာကားကိုတတိပြီး ရှင်းလျှော့ပြီးတော့ break ကိုနေပြီးတော့ညာဘက်ကိုဆွဲချလိုက်တယ်။ကားပေါ်ကတော့အောက်ဆင်းကြည့်တဲ့အချိန်မှာရပ်ထားတဲ့ကားလေထဲမှာခုန်နေတယ်။အဲ့တော့မှကျွန်တော်တို့ငငယ်တော့လို့ငလေလှုပ်တယ်ဆိုတော့သိလိုက်ရတယ်။ကျွန်တော်အရင်စိတ်ပူသွားတယ်။ရန်ကုန်တရမောင်စီဆက်တယ်။ရန်ကုန်မြို့နယ်မြို့ကုန်ပလာဇာဆက်ထထတိုက်ကိုဆက်တယ်။ကျွန်တော်အိမ်ကိုဆက်တယ်။အလုံးပေးအနေနဲ့ကင်းတယ်ဆိုတဲ့အချိန်မှာ စကိုင်းဒရာကြီးကျိုးပြီဆိုတဲ့တရင်ကြတော့ငယ်ငယ်လေးကကျင်လည်ခဲ့ရတဲ့ချက်တော်မန္တလေးနဲ့ချက်တော်စကိုင်းအဖြစ်အပျက်ကိုစုံစမ်းမယ်ဆိုပြီးမန္တလေးကိုဆက်တဲ့ချိန်မှာကျွန်တော်ကျေးဇူးရှင်ကျွန်တော်အဖေရဲ့ညီမပကံတော်မရဲ့ပြီးကိုကိုချစ်ကရေစိကန်ရှိတဲ့ Sky Villa မှာသူ့ရဲ့အတော်ကျွန်တော်မှဖြစ်သူရေသိမ်းတဲ့သူ့ရဲ့သူစနီးရဲ့ လည်းလည်းလုတ်တဲ့ချိန်မှာ sky pillar ကြီးပြိုကျတော့အောက်ကိုဆင်းပြေးမှာဟိုဘက်ကအမေကြီးတယောက်ကတားလီရဲ့ကဲပါဆိုတော့ကိုကိုချစ်ပြေးပြီးအကဲကိုချစ်ပေါ်ထပ်ပြီးအုတ်တေပြုတ်ကျကျွန်တော်အတော်နဲ့ကိုချစ်စတိယလူရအောင်အရောက်တားလီအသက်ဆုံးရှုံးသွားတယ်ငယ်ငယ်လေးကကြီးပင်းခဲ့ရတယ်မန္တလေးမြို့မှာရှိတဲ့ရင်ကျေးမှုအမွေးနေတယ်မန္တလေး နန်းတော်မန္တလေးဒေသိတ်စခိုင်းတရာအဲ့ဒီချိန်မှာပဲနေပြည်တော်မှာရှိတဲ့ကျွန်တော်ရဲ့ချစ်ခင်ရတော်မိတ်ဆွေများအိမ်ဆက်ရှိတဲ့စွာယုံများဟိုတယ်များပျက်စီးမှုကိုတည်လဲရတယ်အထူးစိတ်မကောင်းဖြစ်ရပါတယ်ဒါလေးကိုကိုချစ်တယ်လေအရာစိတ်မကောင်းဖြစ်ရပါတယ်သူ့အဖေအမေက ဆုံးတာမချားသေးဘူးအရင်နောက်မှသူအမဆုံးတယ်အခုသူကသူကတည်းကနေခဲ့တယ်ကျွန်တော်တို့ငယ်ငယ်တည်းကအဲ့ဒီအိမ်မှာခြေပင်ခဲ့ရတာပကံတိုက်ကြည့်လေကျွန်တော်စောက်ထမှာပါတယ်ကိုယ်လည်းသွားကြတော့စကိုင်းမန္တလေးနေပြတော့အဆရှိတဲ့ဒေသမှာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်လည်း အထူးပန်းနေချင်ပေးရပါတယ်။ချစ်စာတော့ဒါလေးကိုချင်းနဲ့တူဆုံးဖြုံရတဲ့ဒီမှာပြည်သူပြည်သားတွေအတွက်အရေတွေကပြုခဲ့တဲ့တာနာတိလာသမရာပေါ့ပြုအများပေးပေးပါတယ်။အားလုံးတာတူခေါ်ပြီးကိုရသူလာပါတယ်။ကျွန်တော်တို့နိုင်ငံကိုရေပီးနှိမ့်ဆက်ခဲ့တယ်၊လေပီးနှိမ့်ဆက်ခဲ့တယ်။အခုလည်းတန်ထိတ်ဆက်တယ် ျွန်တော်တို့ချမ်းသာခံမှုလို့လေကျွန်တော်တို့မြန်မာတွေကပဲချင်းဖြစ်ဖြစ်ချမ်းသာခံမှုလို့ပါတယ်ဗျာအားလုံးတွေ့ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်